ကျွန်တော် relationship ကဟုတ်တယ်ကျွန်တော်ကတော့ကြာတယ်ကိုရှင်းနေကိုနေလောက်တော့ရှိရှိပြီပေါ့နော်ဆိုတော့ပြီးတော့နှစ်ယောက်လုံးကလည်းနားလည်မှုရှိတယ်လေနော်ဆိုတော့အများနဲ့လည်းအတူတူရှိနေကြတယ်ကျွန်တော်ကအပေါ်မှာအရင် social post တွေလည်းတိတ်မတင်တော့လीအမ်အတိတ်တွေလည်းသိပါတယ်ဟုတ်အဲ့ဒါတွေကိုကြော်လုံးသွားပါเออเอลูกูก๊องเซ็นได้อ่ะมะไม่รู้ป่วยจิตป้าโบเว้ย2รอบก็แพลนซ้วยนี่ตรงเออล่ะบ่ล่ะบ่ฟรีดก็ไปแล้วเปลี่ยนไปอ่ะ အော်တေချာတဲ့အချိန်ပေါ်မှာတေချာတဲ့အချိန်ပေါ်ဟုတ် ဒီနေ့ကမန္တလေးပေါ့နော်မန္တလေးဒီအထက်မြန်မာပြည်အတွက်ဒီတောင်ချုံကနေပြီးတော့မှဒီ NIBK ဆိုရဲဒီကားနဲ့ပတ်သက်တဲ့ project ကိုပေါ့နော် launch လုပ်တာပေါ့အာမြန်မာပြည်ရဲ့တူတဲ့ကိုယ်စားလှယ်ရလည်းဖြစ်တယ်ဆိုတော့ဒီရန်ကုန်မှာတော့ကျွန်တော်လော်တေးမှာကျင်းပပြီးသွားပြီပေါ့နော်ဆိုတော့အခုမန္တလေး East Hotel မှာလာကျင်းပတော့ကျွန်တော်ကလည်းဒီအဆိုဒီ entertainment ပိုင်းကနေပြီးတော့ပါဝင်အဖြစ်ဖြစ်တာဖြစ်ပါတယ်ခင်ဗျ ညာဆိုနေရလူဆိုလေဟိုဒီပွဲတိုင်းဒီသချင်းလေးပဲဆိုနေရဆိုဆိုနေရတဲ့ feeling လေးတော့ရှိတယ်။ဒါကြောင့်လည်းဒါမြတ်တစ်ခါလေးကျရင်ဒီ audience ဘက်ကပြန်စဉ်းစားခြင်းကြတော့ပွဲတစ်ခုနဲ့တစ်ခုမတူဖြစ်တဲ့အတွက်သူတို့ကကြတော့ဒီသချင်းနားထောင်ချင်တာလေးနော်။ဆိုတော့ကိုကကြအန်းနာတာပေါ့နော်။ခြားချင်းလေးလည်းဆိုပြန်ချင်တယ်။မကြဘူးတဲ့ချင်းလေးလည်းဆိုပြန်ချင်တဲ့မျိုးကိုကလောဘကြီးမိရပေါ့။အဲကြရင်တစ်ခါလေးဟိုပြည်သက်ကြတော့လည်းအရင်မသိတဲ့သချင်းအများကြီးခဏခဏနားထောင်လို့သူတို့လည်း အိုင်လာတာပေါ့နော်အဲ့လိုကြရင်ကျွန်တော်ပြန်တည်တဲ့ချင်းပြန်ညှက်လိုက်ဆိုအဲ့လိုမျိုးလေးတော့ balance ဆုံးလုပ်သွားတာမျိုးရှိတယ်ကိုယ့်ဘက်ကကြောင်နိဒါမှပြောသလိုမျိုးအဲထဏထောင်ချင်တာမျိုးလေးဘွဲတိုင်းဖြစ်တယ်ဆိုလို့ရှိရင်တော့ဒါကြောင့်တော့ဝမ်းတာတာပေါ့အဲ့လိုဖြစ်တဲ့အတွက်လည်းကျေးဇူးတင်ရတာပေါ့ဟုတ်အာကိုယ်ကမိလာရာဆိုတော့ကိုယ့်အတက်ရာရောက်ပြီနော်ရောက်တော့ကြာနေပြီပေါ့ဟုတ်ဟုတ် ရှိရတယ်လို့ကြားတော့ဂျူဝဲတို့များလာမေးကြတာလေးချာရှိအဲ secret ဩစာတာပါမပြောပြမှာပါကျွန်တော်ကျွန်တော်တော့မဟုတ်သေးဘူးတင်နိကုံနေပြီဆိုတော့မဟုတ်သေးဘူးကျွန်တော်ကလာတော့လာမှာပါလာပိုင်းလို့ရတယ်음အဲ့လိုတော့မဟုတ်သေးဘူးတင်နိလာပိုင်းလောက်လည်းကြောက်အောင်မလားကြောက်အောင်ပဲတင်နိ음လောလောကောင်းတဲ့ချိန်နဲ့ပါရတယ်ပြီးတော့နှစ်ယောက်လုံးကလည်းနားလည်းမှုရှိတယ်လေနော်ဆိုတော့အမြဲတမ်းလေးအတူတူရှိနေကြတဲ့သူတွေပဲဆိုတော့အတယောက်ဆိုတိုင်းမင်းကောင်းတိုင်းမင်းပေါ့ဆိုတော့ချိန်ပေးကြရတယ်အတယောက်နဲ့တယောက်ဆိုတော့အရင်ကြီးအဲ့ပုံမှာ အဲနေ့အောင်လုံးက serious မဟုတ်မဖြစ်ဘူးဆိုတော့လေဒါမဲ့မဖြစ်ဘူးဆိုရင်ဒါဟိုတည်တန့်အဆီဇင်တစ်ခုတော့ရှိပါတယ်ဒါမဲ့အဲ့ဒီတော့ကိုတေချာလေးတိုင်ပင်ရမှာပေါ့နော်ဆိုတော့အဲ့ဒါလေးတော့လိုသေးရဲ့ပေါ့ဆိုတော့အဆင်ပြေနေကြတော့ဘာမှအဲ့အဲ့အတွက်တော့အရင် short မရှိဘူးပေါ့ဆိုတော့ကိုလည်းပေါ့ပါအလုပ်လုပ်လို့ပိုကောင်းတာပေါ့ဟုတ်ပါဆိုပြီးတော့အတွဲလိုလေးဒီလိုမျိုးပြရအောင်ပြောပြပါနော်ဟဲ့လည်းမဟုတ်ပါဘူးသိပါတယ်နော်ကျွန်တော်ကဟို ကျွန်တော်ကအပုံမှန်အရင် social post တွေလည်းတိတ်မတင်တော့လေအမ်အတိတ်တွေသိပါတယ်ဟုတ်မနေ့ကလောက်ရှိပါရောအဲဆိုချာပြီးဘုံမှာဟိုတခါအရင်တော့ပြီးခဲ့တဲ့နှစ်တောင် MC မှာဖြည့်ဘူးသေးလေခုနှစ်လောက်ရှင်းလာမသိဘူးရှိပြီဆိုပြီးတော့အဲ့ဒါခုခု9နှစ်လောက်မသိဘူးရှိပြီပေါ့အဲ့လိုပြောရမှာမသိဘူး တကယ်လည်းမမမိမမမိဆိုတော့ကျွန်တော်အဲ့ဒါမထားထားတာပေါ့နော်မထားထားတာကလည်းဟိုဂုံယူပြီးပြောနေရတော့မဟုတ်ပါဘူးရှိရှိရင်တော့ပိုကောင်းတာပေါ့နော်ဒီတိုင်းလေးမမထားထားကိုတော့အဆင်ပြေတယ်ဘာမှမဖြစ်ဘူးဆိုတော့ဒါပေမဲ့ချို့ကြောက်လည်းအလေးနဲ့မရှိပါညာဘော feedback တွေရှိအောင်ဒါပေမဲ့ဒါတော့တို့အမြင်မြင်နေရပြောကြအောင်ဆိုတော့အခုလည်း9နှစ်ဆိုတာအဲကိုရှင်းနေ9နှစ်လောက်တော့ရှိရှိပြီပေါ့နော်ဆိုတော့ဟိုအဆင်ပြေပါရဲ့လို့လေးနဲ့မထားရလည်းမဟုတ်ပါဘူး ဟုတ်သူရဲ့ညောင်ဘက်ကကိုပြအလုပ်တူလုပ်မှနားလေပြနိုင်မယ်ဆိုရင်အတွင်းမှုနဲ့ရွေးချယ်ခဲ့ရတာအဲ့လိုမျိုးလားဒါမှမဟုတ်ရေရှိတည်မြဲွားတာမြေရှိတည်မြဲွားတာပေါ့မှာဟုတ်ဆရာတော်ကတော့ပမန်းမသိပေါ့ဖြည်းဖြည်းဖြည်းချင်းနဲ့အဆင်ပြေလာတာပေါ့ဟုတ်အဲကျွန်တော် relationship ကဟုတ်တယ်ကျွန်တော်ကတော့ကြာတယ်အဲ relationship တစ်ခုဆိုလို့ရှိရင်တလားနလားတော့သိမရှိဘူးနှစ်နဲ့ချီပြီးတော့မှအဲ့လိုအရင်ရင်နေတော့အဲ့လိုပဲပေါ့နော်နှစ်နဲ့ချီတယ် အဲလင်းငန်းနှစ်လောက်မှအဆင်ပြေတာမျိုးတွေလည်းရှိတယ်အခုဒါဆိုလို့ရှိရင်တော့9နှစ်လောက်မှအထိအဆင်ပြေတယ်ပေါ့နော်ဟုတ်ဆိုတော့အဲ့ပုံမှာတော့ recommend တော့ဘာမှတော့အရင်ကတော့ပေးစရာမရှိဘူးဒါပေမဲ့ကိုယ်အနေနဲ့ကတော့ကျွန်တော်ကိုယ်တိုင်ကအဲ့လိုနှစ်နှစ်ကြာကြီးဟိုနားလည်မှုနဲ့တွားတာပဲကြုံဘူးလို့လားတော့မသိဘူးဟုတ်နောက်တစ်ယောက်ပြောင်းရင်လည်းနှစ်ကြာကြီးထိုင်မှဆိုတော့ပြင်းစရာကြီးတင်တင်ဆက်ပြင်းစားရတယ်လေကွယ်ဩကောင်းနော်ကောင်း ပြပိုင်းခြားမှာလေကျွန်တော်ရဲ့ marriage night ကိုဟုတ်ဒါကတော့ကျွန်တော်တို့ဒီကျွန်တော်အသက်ရွယ်ရဆိုလို့ရှိရင်တော့လည်းရောက်တင်နေပြီပါရောက်တင်တဲ့အချိန်ကြောင်းနေပြီပေါ့နော်ဆိုတော့ဟိုစူးစမ်းမှာပါဟုတ်သူဘယ်လိုကို surprise လုပ်မလဲဆိုရဲ live တစ်ခုကိုရောက်နေပြီလို့ပြောရမယ်အဲ့တော့အဲ့ဟာကြီးတော့ကြော်လွန်ခဲ့ပြီပါအဲ့ဟာကြီးတော့ကြော်လွန်သွားပါအော်ဒါဆိုရင်တော့ခိုင်းပါအော်အဲ့လိုကောင်းစင်တက်ရမလားမသိဘူးကြာပါပြီဟုတ်ဟုတ်ခဏခဏပဲဟုတ်ဘယ်လိုခဏခဏလဲအမ် ဲ့လိုပြောရင်ဟာတိုင်းဖြစ်မယ်ထင်တယ်သူမြိုက်နေမသိချင်လောက်ဘူးလားမသိဘူးသိချင်ပါ့မယ်ကျော်ဟုတ်အဲ့အဟာဒီတော့ကြော်လွန်ခဲ့သွားပါပြီမဟုတ်လားတော့လက်ချက်ပြတော့ခံပြီးပြီးသွားပြီပေါ့ဟုတ်ဒီနှစ်ပိုင်းอืมดีนี่ไปหนองหมอชื่อชื่อนี่เตียล่ะไม่ดีဟုတ်ไอ้ฉิงเนาะคันซาจะเนี่ยนี่ไปแชร์ลงไปโหลเล็กๆเออไอ้ฉิงนูงก็တော့โหกูแลทีน้องไม่ทีนหาอ๋อปะเนาะだแม้โหเนี่ยก็တော့ดูๆชื่อเสร็จตัวมั้ยสว่าติติปีตาဖြစ်တဲ့ด้วยตูแลยงจีกูแลยงจีท่าဖြစ်တဲ့ตลอด ကျွန်တော်ကြာအဲ့လိုအရင် surprise လုပ်ရင်အရင်အဲ့လိုအဲ့လိုမဖြစ်တဲ့ထဲမပါဘူးဟုတ်ဟုတ်ဆို surprise ဆိုလဲอืมဟိုမ surprise လဲอืมဆိုတော့ဟိုဒီလိုပဲအိမ်တော့ငါတော့ဟုတ်ကျွန်တော်ဟိုသင်ငယ်ချင်းတွေတော့ပို့ပြောတာပေါ့ဟုတ်အဲ့ရလေကိုလည်းမထင်တဲ့အချင်းအမထဲအချင်းတော့ဖြစ်တာပေါ့မဟုတ်ပြောပါရဲဟုတ်အဲ့ဆိုတော့လက်ထောက်ကတော့တောင်းခံပြီးပါပြီကိုယ်ချစ်ပါဖို့ပဲနှစ်ယောက်က plan ဆွဲနေတုံးပေါ့အဲ့ဟုတ်လားပေါ့လားပေါ့ပရိသတ်ကိုပြောတော့ပြောပြပါမယ် အော်တေချာတဲ့အချိန်ပေါ်မှာတေချာတဲ့အချိန်ပေါ်ဟုတ် relationship ကိစ္စနဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒါကျွန်တော်အမှန်တကယ်စားနောက်တလိုမျိုးဖြေလိုက်တာပေါ့နော်တချို့ကလေးအစင်မတင်သွားလေးရှင်လဲဒီကနေပြီးတော့နားလည်ပြပါအောင်လို့ပြောချင်ပါတယ်အချိန်နဲ့ပတ်သက်ပြီးတော့အသိပြောတော့ပြောလို့တော့အသိတော့မရှိဘူးပေါ့ဒါပေမဲ့အခုကတော့ဂျုံကြိုက်ရင်းနေပေါ့နော်ဆိုတော့ဒါယူတည့်ပြောတော့မဟုတ်ဘူးဒီနေ့ပွဲလေးလဲဂျုံတော့ပြောဖြစ်သွားဖြစ်ပါတယ်ခင်ဗျဆိုတော့အားလုံးပဲအစင်မချုံးပေးပါစေ ကျွန်လည်းအမပြောဆိုတိချာတဲ့အချိန်လေးကြလို့ရှင်လည်းပြောပြမှာပါဆိုတော့အခုတော့အလုပ်လေးဆက်လုပ်ရင်းနဲ့ပေါ့နော်ဆိုတော့ကြိုးစားပါအောင်မယ်လို့ပြောချင်ပါတယ်ခင်ဗျာ